ုံးမဲမင်္ဂလာပါဒီပိုလေးမှာကျွန်တော်များဝေပေးချင်တာကတော့တိတော့မွန်ဒီယန်ဒီရှင်းကိုကိုတိုင်ရှောက်ချင်တယ်ဘယ်လိုမျိုးရှောက်ရမလဲပေါ့နော်ရှောက်တဲ့နီးလိုင်းလေးကို sharing လုပ်ပေးပါလို့တောင်းဆိုတဲ့သူကအဲကျွန်တော် sharing လုပ်ပေးချင်ပါတယ်အတိတော့ monetization ရှောက်တာက Facebook အကောက်ဖွင့်တာကမှခက်နေပါအောင်ပဲ Facebook monetization ကအဲ့ဒီလောက်ကိုလွယ်တယ်ပေါ့နော် Okay သူရဲ့သတ်မှတ်ချက်တွေကိုကျွန်တော်ရဲ့မရှိနားလည်မှာပေါ့နော်အနားလည်တဲ့အတွက်လည်းဒီနေရာကိုရောက်လာပြီပေါ့နော်ဒါဆိုရင်အသက်က session နေပြရမယ် follower က1000အကြည့်ရှုမှုပြုတ်က3000ပေါ့နော် โอเคဒါလေးပြည့်လိုက်ပြီဆိုရင်ဒီအောက်မှာဒီလိုမျိုးအနီချောင်းလေးပေါ်နေဒါဆိုရင်မိတ်ဆွေရဲ့ TikTok အကောင့်ကစပြီးတော့ monetization ရှောက်လို့ရပြီပေါ့နော်โอเคဒါဆိုရင် monetization ဘယ်လိုမျိုးရှောက်မလဲကိုယ့်ရဲ့အကောင့်ကရောဘယ်လိုမျိုးတတ်မှတ်ချက်တွေပြည့်ပြီလဲဆိုတာကိုကျွန်တော်ကြည့်တဲ့နည်းလမ်းလေးကိုတစ်ချက်ပြပေးမယ်ဒါဆိုရင် TikTok ထဲကိုဝင်လိုက်မယ်ဒီဘက်က profile နေရာလေးကိုတစ်ချက်နေမယ်ဒီမှာအဲသူ့ရဲ့ follower ကဒါတပေါင်းပြည့်တဲ့သူကဒါသူက monetization ရှောက်လို့ရပြီပေါ့နော်အောင်းနဲ့မအောင်ကတော့သူဖန်တီးထားတဲ့ဗီဒီယိုတွေပေါ်မှာမူတည်တာပေါ့နော် โอเคဒါဆိုရင် modernization စပြီးတော့ဘယ်လိုမျိုးရှောက်မလဲပေါ့နော်ရှောက်မယ်ဆိုရင်ဒီမှာ follower 1000ပြည့်တဲ့ရှောက်လို့ရပြီအဲကျွန်တော်ဒီနေရာကလည်းသွားလို့ရတယ်ဒါမှမဟုတ်လို့ကျွန်တော်မြင်ချက်ကကျွန်တော်များလေးတို့တစ်ချက်ကြီးအပေါ်မှာမြင်းချောင်း၃ချောင်းရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်အဲဒီမှာ TikTok story ပေါ့ဒီမှာလူပုံလေးနဲ့ကျဲပုံလေးနဲ့ရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်โอเคနေလိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်နည်းနည်းလေးဆွတ်တင်တယ်တချို့ကြတော့ဒီကျဲပုံလေးကဒီနားမှာရှိတယ်အဲ့ဒီကျဲပုံလေးလိုက်ရှာလိုက်ပေါ့နော်အဲ့ဒီမှာအစာလေးတွေကလည်းအဆုံးထိမပေါ်တဲ့တော့ပေါ့နော်ဒီတိုင်းလေးပဲဒီနေရာလေးကျဲပုံလေးကိုတစ်ချက်နှိပ်လိုက် အဲ့ဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာမယ်ဒါကတော့အဲကျွန်တော်တို့အဲတတ်မှတ်ချက်ပြည့်ပြီဆိုတော့သူကလာပြပေးတာဗောနော်အတက်ကလည်း session နေပြည့်တဲ့ follower ကလည်းပြည့်ပြီဒီအမှန်ချက်ကပေါ်သွားပြီ okay ပေါ်သွားပြီဆိုရင်ဒါကျွန်တော်ရမရှိက TikTok account ကို monetization စပြီးတော့ရှောက်လို့ရပြီဗောနော်ရှောက်တာဒါနှိမ့်လိုက်ထိုင်တယ် TikTok monetization ကအောင်ပြီဗောနော် okay ဒါဆိုရင်ဒီအောက်ကဘိုင်းလိုက်ရုံပဲဗောနော်အဲ့ဒီလောက်ကိုမြန်တယ်ဗောနော် join လိုက်ထိုင်တယ်ဒါဆိုရင် TikTok monetization ကအောင်သွားပြီဗောနော်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုဒီအနီလေးကိုတစ်ချက်တက်နေလိုက်ဗောနော် โอเคဒါဆိုရင်ဒါလေးကိုတစ်ချက်ထည့်နေလိုက်ဒါဆိုရင်တိတော့မွန်နေသေးလျှောက်တာကအောင်သွားပြီအဲ့ဒါဆိုရင်ဒီနေ့ကစပြီးတော့ဒီတိတော့မွန်နေသေးရှင်အောင်သွားတဲ့အတွက်ဒီနေ့ကစပြီးတော့တင်တဲ့ဗီဒီယိုတွေမှာအဲဒေါ်လာစဝင်ပြီတင်တဲ့ဗီဒီယိုကလည်း10မိနစ်ထက်အထက်ပေါ့နော်စက္ကန့်60ထက်အထက်ဗီဒီယိုမျိုးတွေဖြစ်နေရမယ်အဒီလိုမျိုးဗီဒီယိုတွေမှာဒါပတ်စံရမှာကြီးစုတဲ့နေရာမှာလည်းအဲဗီဒီယိုတိုင်းကပတ်စံရမယ်ပြောလို့ view တိုင်းကပတ်စံမရဘူးနော်အဲတိတော့မှာက video view တိုင်းပတ်စံမရဘူး အဲသူရဲ့တက်မှတ်ထားတဲ့နိုင်ငံကကြီးတဲ့ view တွေမှာရတာเนาะအဲ qualifying view ဆိုတာရှိတယ်။ Okay ဒါလေးကနောက်ထပ်အဲတစ်ချက်နေနဲ့ sharing လုပ်ပေးမှာပေါ့နော်။ဒါကတော့ monetization ရှောက်တာကအခုအဲ့တလောက်ကိုလွယ်လာအဲ့ဒါဒီချက်နှိမ့်လိုက်တာနဲ့အဲ TikTok က monetization အောင်သွားပြီလားဆိုရင်တော့ဒါ monetization တော့အောင်သွားပါပြီ။ Okay ဒါဆိုရင်ဒီနှစ်ချက်ကြံသေးတယ်။ဒီနှစ်ချက်ကဘာလေးတွေလဲဆိုတော့ဒီမှာအဲကျွန်တော်တို့က verify identity ပေါ့နော်။ဒါကတော့ verify လုပ်ပေးရမယ်။ အဒါကတော့ကျွန်တော်တို့ဗန်ချေးရမယ်ဒီနှစ်ခုမှာဒါကျွန်တော်တို့လုပ်ဖို့လိုသေးတယ်ပေါ့နော်မော်နီတိုက်ဇေးရှင်းရှောက်တာကတော့လွယ်တယ်နော်နှိမ့်တဲ့နဲ့ပြီးပြီနော် join တဲ့ထဲနဲ့ပြီးသွားပြီ okay ဒါဆိုရင်အခု verify ပေါ့နော်ဒီ verify ဆိုတဲ့နေရာလေးကိုဒါ identity တင်ရမယ်ပေါ့နော် okay ဒါဆိုရင်အဲ့ဒီကျွန်တော်များထောက်တာလေးအပေါ်ချောင်းလေးကိုအရင်တစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ရင်သူကဒီလိုမျိုးပေါ်လာမယ် အပေါ်လာမယ်ဆိုရင်သူကဒီမှာဂျပန်ပေါ်နေတယ်ပေါ့နော်ကျွန်တော်တို့ကဂျပန်ကတ်မရှိဘူးပေါ့နော်ဂျပန်မှာနေတာလည်းမဟုတ်တဲ့တော့အကျွန်တော်ရင်းမရှိကအပြပကပေါ့နော်ဟာတခုခုပေါ့ကျွန်တော်ကတော့ထိုင်းကနေလုတ်ပြရမယ်ဒါဆိုရင်ဒီဂျပန်နေရာမှာကျွန်တော်ထိုင်းပြောင်းရမယ်အဲ့ဒီဂျပန်ကိုတစ်ချက်နှိမ့်မယ်နှိမ့်ပြီးတော့ကျွန်တော်ကဒီနေရာမှာထိုင်းလုံလိုက်မယ်နော် T H E I ပေါ့နော်ကျွန်တော်ထိုင်းနဲ့ကျွန်တော်တို့ပြမယ်ကျွန်တော်ကထိုင်းမှာဖြစ်တဲ့တော့ထိုင်းပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကဒီမှာထိုင်းလုံလိုက်ပြီထိုင်းလုံလိုက်ပြီဖြစ်တဲ့တော့ကျွန်တော်တို့က ID card တွေရှိတာလားမောင်းလိုက်စင် driver license ပေါ့နော် အပတ်စပို့ဒါမိတ်ဆွေကဘာနဲ့တင်ပါလဲကျွန်တော်ကတော့ ID card နဲ့တင်ပါဗောနော် ID card ဆိုတာကကျွန်တော်တို့အလုပ်သမားကတ်တွေလည်းရတယ်ဗျအဲပန်းရောင်ကတ်တို့ဝက်ပေါင်းကတ်တို့ဗောဒါတော့မရမောင်းလဲစေတိုင်မျိုးတွေနဲ့လည်းရတယ်ပတ်စပို့နဲ့လည်းရတယ်နော်အဲပတ်စပို့နဲ့လည်းလုပ်လို့ရတယ်ကျွန်တော်မှာပတ်စပို့မရှိဘူးကျွန်တော်ကပန်းရောင်ကတ်နဲ့ကျွန်တော်လုပ်မယ်ဗောနော်ပန်းရောင်ကတ်နဲ့လုပ်မှဖြစ်တဲ့အတွက်ဒီအပေါ် ID card ကိုပဲကျွန်တော်ချက်ရွေးမယ်အရွေးပြီးတော့ကျွန်တော် next ကိုတစ်ချက်နှိပ်မယ် အဲခဏဆောက်ပဲโอเคဒါဆိုရင်ကျွန်တော်တို့ကသူကဒီလိုမျိုးလေးပေါ်လာပြီပေါ်လာပြီဆိုရင်ဒီအကွက်လေးမှာပါချက်ကမှတ်လေးတစ်ချက်ပေးလိုက်မယ်ပေးပြီးတော့နှိပ်ဆိုတာလေးကိုတစ်ချက်နှိပ်မယ်အဲပြီးသွားရင်ကျွန်တော်ရဲ့မရှိကဒီနေရာမှာတီကက်ကလက်ထဲမှာရှိမှရမှာเนาะဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာတယ်ဒါဆိုရင်အဲဒါလေးကိုတစ်ချက်နှိပ်မယ်အဲဒီတိုင်းလေးသူတစ်ချက်ပေါ်လာမယ်ဒါဆိုရင်ကျွန်တော်ရဲ့မရှိကပန်းရောင်ကက်ကိုလက်မှာထားပြီးတော့အဲဒီအဲလက်မှာပေါ့အရှိမလက်ဖွာလေးပေါ့တင်ပြီးတော့ second လောက်ရမယ် အဲ့ဒါဆိုရင်ကျွန်တော်လက်ထဲမှာကပန်းရောင်ကက်ကမရှိဘူးပန်းရောင်ကမရှိဘူးဆိုရင်ကျွန်တော်ရေးမဆိုဓာတ်ပုံရိုက်ထားတာရှိလားโอเคဓာတ်ပုံရိုက်ထားတာရှိတယ်ဆိုရင်ကျွန်တော်များလို့တစ်ချိန်ဒီမှာဓာတ်ပုံလေးရှိတယ်နော်အဲ့ဒါကင်မရာရဲ့ဘေးမှာဓာတ်ပုံပုံလေးပေါ်နေတယ်နော်အဲ့ဒါဆိုရင်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်နှိပ်ပြီးတော့ကျွန်တော်ရေးမဆိုကဒီမှာ upload ဆိုအနီလေးတစ်ချက်ပေါ်လာတယ် upload ကိုနှိပ်အဲ့ဒါကတော့ကျွန်တော်လက်ထဲမှာမရှိဘူးတခြားသူရဟာကိုကျွန်တော်ကမှတ်ပုံတင်ပေးရတာဖြစ်တယ်တော့နော်ဓာတ်ပုံထဲမှာရှိတဲ့သူက messenger ကပို့လာပေးတာပါနော်အဲ့ဒါဆိုရင်ဒီကက်လေးကိုကျွန်တော်ကတစ်ချက်နှိပ်လိုက် အကောင်းဆုံးကတော့လက်နဲ့ကင်ပြီးတော့တင်တဲ့အားကတော့အကောင်းဆုံးပေါ့နော်အဒီတိုင်းလည်းမရအောင်မဟုတ်ဘူးနော်အရတယ်နော်အကြည့်ကြည့်လေးရိုက်ဖို့တော့လိုတာပေါ့နော်မကြည့်ဆိုသူကခဏခဏရိုက်နေရတယ်โอเคဒါဆိုရင်မှန်ကန်တယ်ဆိုရင်အောက်ကအနီလေးပေါ့နော်ကွန်ဖန်းချက်နှိပ်အနှိပ်ပြီးတော့ဒါဆိုရင်နောက်ထပ်သူ့ရဲ့နောက်တစ်ချမ်းပေါ့နော်ဒါကအရှိချမ်းပြီးနောက်ကအစိမ့်လေးပေါ့နော်ဒါဆိုရင် upload ချက်နှိပ်နှိပ်ပြီးတော့နောက်ထပ်အစိမ့်လေးတစ်ခုတစ်ချက်ထပ်နှိပ်မယ်ဒါဆိုရင်အရှိကောနောက်ကကျွန်တော်ထည့်ပြီးပြီပေါ့နော်အနေနဲ့တော့ဝါးနေတယ်အောင်မအောင်တော့မသိဘူးပေါ့နော်တကယ်လို့ဝါးနေလို့မအောင်ဆိုရင်နောက်တစ်ခါပြန်လို့ရမှာပေါ့နော်ဒါဆိုရင် အောက်က ID လေးပေါ့နော် confirm upload ကိုချက်နှိပ်လိုက်အဲဒါဆိုရင်ဒါကျွန်တော်တို့ ID ပြင်ပြီးပွားပြီပေါ့နော်ခဏလေးစောက်ပြလိုက်အဲကျွန်တော်ပြောခဲ့လို့ပဲ TikTok account ကအလွယ်ဆုံးပဲပေါ့နော်အဲဒါဆိုရင်ဒါ तू ဒီမှာ तू စစ်မယ်ပေါ့နော်အဲပြီးွားရင်တခါလဲဘန်တက်ချိန်မယ်ပေါ့နော် okay ဒါဆိုတခါလဲအောင်တယ်ပေါ့နော် okay အဲ့ဒီလောက်ကိုလွယ်တယ်ပေါ့နော်တချို့ကြတော့နည်းနည်းစစ်တယ်ဒါဆိုရင် ID ရဲ့ဒါအောင်သွားပြီပေါ့နော်အောင်သွားပြီဆိုရင်အောက်ကဒီအောက်ကအနီလေးကိုတစ်ချက်နှိပ်လိုက်မယ် အဲဒါဆိုရင်ကျွန်တော်တို့ ID အောင်သွားပြီ okay သွားပြီဒါဆိုရင် okay လို့တစ်ချက်နှိပ်ပဲဒီမှာဘန်ချိတ်ဖို့လိုသေးတယ် okay ဒါဆိုရင်ဘန်ချိတ်တော့တစ်ချက်ထပ်ပြပေးမယ်ဒါဆိုရင်အဲ့ဒီ set လေးကိုတစ်ချက်နှိပ်မယ်အဲဒါဆိုရင်ကျွန်တော်ရဲ့မျက်စောကဒီနေရာမှာဘန်ချိတ်မယ်ဘာဘန်ချိတ်မှလဲပေါ့နော်အဲဘန်ချိတ်မှဖြစ်တဲ့တော့ဒီမှာအဲကျွန်တော်ဒီခဲတံလေးရှိတယ်နော်အဲခဲတံပေါ်နေတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်အဲခဏလေးစောက်ပြီးလိုက်အဲ လွယ်ကူဆုံးပါတော့ဘန်းဒီ TikTok လောက်လွယ်တာကတော့ TikTok ပဲရှိတယ်ဒါတချို့စားပိတ်အပ်တာရှိသေးတယ်ဗောနော်အဲ့ဒါအဲ့ဒါလည်းမလုပ်တတ်တဲ့လူကစားပိတ်အပ်တာအဲ့ဆရာမလို့ကျွန်တော်ရဲ့ဗီဒီယိုတွေသေချာကြည့်ကြည့်ပြီးတော့မိတ်ဆွေနောက်ကလိုက်လုံးတက်သွားလိုက်မယ်โอเคဒါဆိုရင်ဒီလိုမျိုးပေါ်နေတယ်ပေါ်နေဆိုရင်ကျွန်တော်ကဘန်းကဂျပန်ဘန်ချိန်မှာမဟုတ်ကျွန်တော်ကထိုင်းနဲ့ ID နဲ့ထိုင်းဘန်ချိန်မှာဖြစ်တယ်တော့ဗောနော်အဲ့ဒီနေရာလေးကိုတစ်ချက်အဲ့မြားလေးစိုက်ထားတယ်နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ဒီနေရာမှာကျွန်တော်ရဲ့မျိုးကထိုင်းဆိုတာလေးကိုလိုက်ရှာလိုက်ပေါ့နော်အဲကျွန်တော်ကဒီမှာထိုင်းတွေ့တယ် အဲထိုင်းကိုဒီနေရာလေးကိုနှိပ်နှိပ်ပြီးတော့ဒီမှာဒန်းဆိုတာလေးရှိတယ်နော်အပေါ်ဟာလေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်ဒီမှာကထိုင်းလန်းဖြစ်သွားပြီထိုင်းလန်းဖြစ်သွားပြီဆိုရင်ဒါကျွန်တော်တို့ကဘန်ချိလို့ရတယ်ဘန်ချိတဲ့နေရာမှာလေထိုင်းဘန်ဆိုကြိုက်တဲ့ဘန်ချိလို့ရတယ်နာမည်မတူလဲဘာမှမဖြစ်ဘူးနာမည်တူလဲဘာမှမဖြစ်ဘူးအရှိမကျွန်တော်တို့အဲ ID verify လုပ်ထားတဲ့ကနေတူမရင်မို့ Facebook ကြတော့တူမရတယ်ဗောနော်သူကြတော့တူစံမလို့ကြိုက်တာချိလို့ရတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ကချိန်မယ်ချိန်မှဖြစ်တယ်မဘန်ကပေါ်လာပြီဗောနော်အဲဒီမှာလာထိုင်းလန်းဖြစ်သွားပြီဆိုရင်အဒီနေရာလေးကိုနှိပ်လိုက်ဗောနော်အဲဒီဘန်နေရာလေးကိုတစ်ချက်နှိပ်လိုက် အနှိမ့်လိုက်ရင်အဲသူကဒါဆိုရင်ကျွန်တော်တို့ရဲ့ဂျီမေးမှာဘန်ချိတ်ဖို့တော့ပေါ့နော်ဒီမှာအဲတက်တော့ကောက်ဖွင့်လာခဲ့တဲ့ဂျီမေးကိုသူကကုတ်သွားဖို့လေအဲ့ဒီကုတ်ကလေး6လုံးကိုယူပြီးတော့ဒီမှာထည့်ပေးရအတီးပြုတ်ပေးရအောင်ပေါ့နော်ဒါတော့ဘန်ချိတ်တဲ့နီလန်းလေးကိုတော့အဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်ပြီးတော့မျက်ဝေပေးမယ်အဘန်ရဲ့အချက်လက်ကလည်းကျွန်တော်မှမရှိသေးတဲ့အတွက်ပေါ့နော်အဲကျွန်တော်နောက်ထပ်ဘန်ချိတ်တဲ့နီလန်းလေးကိုထပ်ပြီးတော့ရှယ်လင်းလုပ်ပေးပါမယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်